မီးလောင်မြေစာအုပ်ဟာစစ်ပွဲတွေရဲ့အယုတ်ဆုံးအခြေတည်မှုတွေကိုဖော်ပြထားပေမဲ့လူသားတွေရဲ့ရဲရင်မှုစွန့်လွတ်နှစ်နာခံမှုနဲ့မိမိတို့ရဲ့လွတ်လပ်ရေးအတွက်တိုက်ပွဲဝင်လို့တဲ့စိတ်ဓာတ်တွေကိုလည်းထင်ရှားစေပါတယ်။ဒီစာအုပ်ဟာစစ်ပွဲတွေရဲ့ဆိုးကျိုးတွေကိုသတိပေးုံသာမက လူသားတွေရဲ့ဇွဲလုံးလားနဲ့စိတ်ဓာတ်ခွန်အားတွေကိုမြင့်နှင်ပေးတဲ့စာအုပ်ကောင်းတော်ဦးလည်းဖြစ်ပါတယ်။ဒါကြောင့်ဒီစာအုပ်အနှစ်ချုပ်ဗီဒီယိုကိုပြေဆုံးတဲ့အထိကြည့်ထားကြဖို့တိုက်တွန်းလိုက်ပါရခင်ဗျာ။ မိုင်းတိုင်းရီ channel မှာကျိုးစုံနှုတ်ခွန်းဆက်တာလိုက်ပါတယ် channel တလေးဖြစ်လို့ like and subscribe များနဲ့ပံ့ပိုးကူညီကြပါအောင်ခင်ဗျာမီးလောင်ရင်စာအုပ်ဟာ American သတင်းတော့အကစလုံးရေးသားခဲ့တဲ့စာအုပ်ကိုမြန်မာစာရေးဆရာကြီးမြတ်တန်းတင့်ကဘာသာပြန်ဆိုထားတဲ့စာအုပ်ဖြစ်ပါတယ်စာမျက်နှာ900တရွက်ရှိတဲ့ဒီစာအုပ်ဟာဒုတိယကမ္ဘာစစ်အတွင်းတရုတ်ပြည်ရဲ့အခြေအနေကိုမှတ်တမ်းလင့်ထားတဲ့သမိုင်းမှတ်တမ်းတစ်ခုဖြစ်ပါတယ် ။စာရေးသူဟာတရုတ်ပြည်မှာရှိတဲ့မြို့အသီးသီးကိုတွားရောက်ပြီးမြို့တစ်မြို့ချင်းစီလိုက်မှတ်တမ်းတင်ထားပြီးမြို့လိုက်နာမည်ကြီးသူတွေအကြောင်းကိုလည်းရေးသားထားပါတယ်။ဒီစာအုပ်ဟာပီကင်းမြို့ယခုဘေကျင်းမြို့ကိုဂျပန်တပ်တွေသိမ်းပိုက်လိုက်တဲ့အကြောင်းနဲ့စတင်ထားပါတယ်။ဂျပန်တပ်တွေဟာတရုတ်ပြည်ကိုကျူးကျော်ရမှာအလွန်ရက်စက်ကြမ်းကြုတ်ခဲ့ပြီးအရသားတွေကိုတပ်ဖြတ်တာအမျိုးသမီးတွေကိုအဓမ္မပြုကျင့်တာ ရွာတွေကိုမီးရှို့တာစတဲ့ရာဇဝမှုတွေကိုကျူးလွန်ခဲ့ပါတယ်။နန်ကင်းမြို့ကိုဂျပန်တပ်တွေသိမ်းပိုက်ပြီးနောက်နန်ကင်းအစိုးလိုက်အပြုံလိုက်တပ်ဖြတ်မှုလို့လူသိများတဲ့ရက်ဆက်ကြမ်းကြုတ်မှုကြီးကိုကျူးလွန်ခဲ့ပါတယ်။ဂျပန်တပ်တွေဟာအယသပြည်သူတောင်းတဲ့ချီတပ်ဖြတ်ခဲ့ပြီးအမျိုးသမီးတွေကိုလည်းအတမတ်ပြုကျင့်ခဲ့ပါတယ်။ဒီဖြစ်ရာဒုတိယကမ္ဘာစစ်အတွင်းအစိုးရဆုံးစစ်ရာဇဝမှုတွေထဲကတစ်ခုအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ တရုတ်ပြည်သူတွေဟာဂျပန်ကျူးကျော်မှုကိုခုခံတွန်းလှန်ရမှာအလွန်ခက်ခဲတဲ့အခြေအနေတွေကိုရင်ဆိုင်ခဲ့ရပါတယ်။ဂျပန်တပ်တွေဟာခက်မိလက်နက်တွေနဲ့တပ်ဆင်ထားပေမဲ့တရုတ်တပ်တွေကတော့မီးရှို့မောင်းပြတ်လက်နက်တွေနဲ့ပဲတိုက်ခိုက်ခဲ့ရတယ်။ဒါပေမဲ့တရုတ်ပြည်သူတွေဟာသူတို့ရဲ့ဇွဲတတိနဲ့မဆုံးမနစ်တဲ့လုံလတွေနဲ့ဂျပန်တပ်တွေကိုခုခံတိုက်ခိုက်ခဲ့ပါတယ်။ချန်ငယ်ရှိရာ20ရာစုနှစ်တရုတ်ပြည်ရဲ့နိုင်ငံရေးနဲ့စီးရေးခေါင်းဆောင်တအူးဖြစ်ပြီး ကွန်မန်ဒန်ပါတီရဲ့ခေါင်းဆောင်လည်းဖြစ်ပါတယ်။သူဟာဒေါက်တာဆွန်ရက်ဆွန်ရဲ့လယုံတူဖြစ်ခဲ့ပေမဲ့သူ့ရဲ့ဘဝဟာဆွန်ရက်ဆင်နဲ့လုံးဝမတူပါဘူး။1906ခုနှစ်မှာဂျပန်ပြည်ပဆွန်ရက်ဆင်နဲ့တွေ့ဆုံပြီးကွန်မန်ဒန်ပါတီဝင် ဖြစ်လာခဲ့တယ်။နောက်ပိုင်းမှာကွန်မန်ဒန်စစ်တပ်စစ်သင်္ဘောပြည်ချုပ်အထိဖြစ်လာခဲ့ပြီး1928ခုနှစ်မှာကွန်မန်ဒန်ပါတီအကွဲဖြတ်ဖြစ်ပွားခဲ့တယ်။ချန်ငယ်ရှိရာအတွေ့အကြုံပြုတ်ဝါရီတူဖြစ်ပြီးပြတ်သားပေမဲ့ ရက်ဆက်တက်တဲ့လက်တွေ့တမတူဖြစ်တယ်။သူဟာအာနာကိုအလွန်ကြုံခုံမင်းသူဖြစ်ပြီးကွန်ပျူရှာကျင့်ဝတ်တွေကိုလည်းနှုတ်ဖြစ်မကြာခဏရွတ်ဆိုပေမဲ့သူကိုယ်တိုင်လိုက်လာဖို့မဟုတ်ဘဲသူတစ်ပါးကိုတင် जा ပေးဖို့သာဖြစ်တယ်လို့သူကယူဆခဲ့တယ်။သူဟာအညွတ်ချစ်တဲ့ပြီးသူ့ကိုပြမားသူတွေကိုနိုင်ငံတော်တက်ဆာဖောက်သူဒါမှမဟုတ်တက်ဆာမဲ့သူလို့သတ်မှတ်တယ်။ချန်ကင်ရှိရတဖက်မှာဒီမိုကရေစီရှိတယ်လို့ပြောဆိုပေမဲ့အခြားတဖက်မှာလည်းအာနာရှင်စနစ်ကိုထူထောင်လိုတဲ့သူဖြစ်တယ် တိုင်းပြည်အုပ်ချုပ်ရေးမှာအာဏာရှင်စနစ်ကိုကျင့်သုံးခဲ့ပြီးအလုံသမားတွေကိုဖိနှိပ်ခဲ့တယ်။စစ်ပွဲမှာဒဏ်ရာတရုတ်စစ်သားတွေကိုစွန့်ပစ်ခဲ့တာကြောင့်ဂျပန်တွေကအဲ့ဒီတရုတ်စစ်သားတွေကိုအလွဲတကူပဲတပ်ဖြတ်နိုင်ခဲ့တယ်။အဲ့ဒီကာလမှာတရားဝင်နိုင်ငံရေးပါတီဆိုလို့ရှိရင်ချန်ငယ်ရှိရဲ့ကွန်မြူနယ်ပါတီတစ်ခုတည်းသာရှိခဲ့တယ်။လူတွေရဲ့နာကြီးတာစိတ်ဆိုးဒေါသထွက်တာတွေကြောင့်ကွန်မြူနတီကလူတို့ထောက်ခံမှုပုံမှုရရှိလာခဲ့တယ်။ ချိန်ငယ်ရှိရာဂျပန်ဆက်ညီအဖွဲ့တွေနဲ့သူ့ရဲ့ပါတီဂျာမန်ကစားနေသူတဦးဖြစ်တယ်1920မှ1939အထိချိန်ငယ်ရှိတဲ့ကွန်မြူနစ်တို့ပြည်တွင်းဆက်ဖြစ်ပွားခဲ့တယ်စနစ်ကျော်ကြာဖြစ်ပွားခဲ့တဲ့အဲ့ဒီစစ်ပွဲတွေကြောင့်အကြီးချင်းရှိတဲ့တရုတ်ပြည်ညာတက်လူငယ်အများပြားတည်ဆုံခဲ့ရတယ်ဒေါက်တာဆွန်ရက်စံ1925ခုနှစ်မှာကွယ်လွန်ခဲ့တာကြောင့်သူချန်လာခဲ့တဲ့စစ်မင်းဟွာရကိုလိုယာဆွဲအတိတ်ပွဲဖွင့်ဆိုကြရင်း တော်လိုင်းရဲ့ခေါင်းဆောင်မှုရရှိဖို့ရှင်ပြိုင်ကြရမှာတရုတ်ပြည်တွင်းစစ်ဖြစ်ပွားခဲ့တယ်။အတိတ်ပဲဖွင့်ဆိုရမှာလက်ဝဲနဲ့လက်ရခိုင်းတွေအငင်းပွားပြီးလက်ကနိုင်လောက်တဲ့ဟောပြောချက်တွေကိုတော့ကိုစီပြုတ်လာပြီးပြည်သူတွေကိုမဲဆွယ်ခဲ့တယ်။ကွန်မြူနစ်လိုယူဆရတဲ့သူတွေကိုကွန်မင်တန်တွေကတပ်ဖြတ်ခဲ့တာကြောင့်ကွန်မြူနစ်တွေဟာတရုတ်ပြည်တောင်ပိုင်းမှာရှိတဲ့တောင်တန်းတွေပေါ်ကိုထွက်ပြေးပြီးတပ်နေများဖွဲ့စည်းခဲ့တယ်။ကွန်မြူနစ်တွေဟာရောက်ရအရက်မှာမြေရဝေချမ်းရေးလုပ်ငန်းတွေဆောင်ရွက်ပြီး အလုံသမားတွေလယ်သမားတွေကိုဒေသန္တရအစိုးရအဖွဲ့တွေဖွဲ့စည်းပေးခဲ့တယ်။ချန်ငင်ရှိရဲ့ကွန်မြူနတီတပ်တွေကသူတို့ရဲ့နောက်ကနေလိုက်ပြီးရေရှင်စနစ်ကိုပြန်လည်ထူထောင်ခဲ့တယ်။ဒါပေမဲ့ပြည်ပကျူးကျော်မှုနဲ့တွဲဆုံတဲ့အခါမှာချန်ငင်ရှိတပ်တွေနဲ့ကွန်မြူနတီတွေပူးပေါင်းပြီးတိုက်ခိုက်ခဲ့တယ်။1938ခုနှစ်ဇန်နဝါရီလမှာဂျပန်ကနိုင်ငံကိုဝင်တိုက်တဲ့အခါချန်ငင်ရှိရာကျန်စီနဲ့ဖူးကျန်ပြည်နယ်မှာရှိတဲ့ကွန်မြူနတီတွေနဲ့စစ်တုပ်တပ်တပ်မတော်ကိုဖွဲ့စည်းခဲ့တယ်။ ရန်မြဲတောင်မနဲ့မြောက်ဘက်ကမ်းတွေမှာပျောက်ကြားလှုပ်ရှားမှုတွေပြုလုပ်ခဲ့တယ်။လက်ထောက်တမူးကြီးမှာဗိုလ်ချုပ်ဟန်ရင်းဖြစ်ပြီး1934ခုနှစ်မှာပြစ်စည်းမဲ့တက်နီတော်ခေါင်းဆောင်ဖြစ်လာခဲ့တယ်။အဲဒီတိုက်ပွဲတွေမှာမော်စီတုံးနဲ့ချွေလိုင်းတို့လည်းတက်နီတော်ထဲမှာပါဝင်ခဲ့တယ်။1949ခုနှစ်ကွန်မန်ဒန်တပ်တွေဂျပန်ကိုမတိုက်တော့ဘဲတက်နီတွေကိုသာတိုက်ပြီးတော့ပြည်တွင်းစစ်တရက်ကိုတိုက်ခိုက်ခဲ့တယ်။အရာရှိတွေတပ်သားတွေကိုဖမ်းဆီးတယ်ထောင်ချတာပြစ်တက်တာ။ စရာတွေကိုကြကြပြက်ပြက်ပြုတ်လုခဲ့တယ်။ဒီကိစ္စကိုတားဆီးပေးဖို့ချန်ငယ်ရှိတ်ကိုမြစ်တာရက်ခံခဲ့ကြပြီမဲ့သူဟာလက်ပိုက်ပြဲကြည်နေခဲ့တယ်။ဂျပန်ဖက်ဆစ်ဝါဒဖြစ်ပေါ်လာပုံကဂျပန်ပြည်ဖွဲ့စည်းပုံဥပဒေကိုပြဋ္ဌာန်းချိန်မှာရစ်တက်ကြီးတက်ကိုဂျပန်ဧကရကတိလွဲပြီးတော့ဘယ်သူမှအမိတ်ပေးခွင့်မရှိလို့သတ်မှတ်ခဲ့တာကနေစတင်ခဲ့တယ်။ဂျပန်အင်ပါယာကြီးအဖြစ်ထူထောင်လိုလာကြောင့်နိုင်ငံများနိုင်ငံတွေကိုသိမ့်ပိုက်ပြီးအရှင်သခင်နိုင်ငံဖြစ်လာမှုကြိုးပမ်းခဲ့တယ်။အဲဒါကြောင့်ပထမဆုံးစစ်ပွဲအဖြစ် 1895ခုနှစ်မှာဂျပန်လေရရုရှားကိုဝင်တိုက်ခဲ့ပြီး1904ခုနှစ်1905ခုနှစ်အရောက်မှာရုရှားဇာပြင်ကိုဂျပန်တွေအနိုင်ရရှိခဲ့တယ်။အဲ့နောက်ကမ္ဘာလက်နက်နိုင်ငံကြီးစင်ရင်ကိုဂျပန်နိုင်ငံဟာဝင်ရောက်လာခဲ့တယ်။ဂျပန်ဖက်စစ်ဝါဒဟာဗြိတိသည်အဆောင်အယောင်တွေနဲ့ဂျပန်လူမျိုးတွေကိုစစ်စစ်ရိုက်တွင်ပြီးရှိုးကန်စနစ်ဟောင်းကိုအားကိုးခဲ့တယ်။ရှိုးကန်စနစ်ဟောင်းမှာဆိုရင်ဗြိတိသည်အကြီးအကဲတွေနဲ့လက်တွဲပြီးဘင်းကိုစားအုပ်ချုပ်ရတယ်။စစ်တပ အာနာရှင်စနစ်နဲ့ရှိုးကန်စနစ်မှာအတူတူပဲဖြစ်တယ်ဒုတိယကမ္ဘာစစ်အတွင်းဂျပန်လူမျိုးတွေကိုဘူရှီရိုစိတ်သက်တနည်းအားဖြင့်အစွမ်းကုန်သစ္စာရှိမှုနဲ့အကျန်းနာဂန်စီကန်ရှိတာတွေကိုတင် जा ပေးခဲ့ပြီးတော့အဲ့ဒီစိတ်သက်ကိုခင်မီလက်နက်တွေနဲ့ပေါင်းလိုက်တဲ့အခါမှာဖက်ဆစ်စစ်တပ်ဖြစ်လာခဲ့တယ်တရုတ်ပြည်သူတွေကဂျပန်ကျူးကျော်မှုကိုခုခံတုံးလိုက်ရမှာအလွန်ခက်ခဲတဲ့အခြေအနေတွေကိုရင်ဆိုင်ခဲ့ရတယ်ဂျပန်တပ်တွေကခင်မီလက်နက်တွေတပ်ဆင်ထားပေမဲ့ တရုတ်တပ်တွေကတော့မေဂျာမောင်းပြက်လက်နက်တွေနဲ့ပဲရှိခဲ့တယ်။ဒါပေမဲ့တရုတ်ပြည်သူတွေကသူတို့ရဲ့ဇွဲတတိတွေမဆုံမနစ်တဲ့လုံလာတွေနဲ့ဂျပန်တပ်တွေကိုခုခံတိုက်ခိုက်ခဲ့တယ်။တရုတ်ပြည်သူတွေကပျောက်ကြားဆက်နေပြီပါကိုအသုံးပြုခဲ့တယ်။ဂျပန်တပ်တွေရောက်ရှိလာလို့ရှိရင်ရွာသားတွေကရွာကိုစုပြီးတောတွေတောင်တွေကိုပြေးတယ်။ညအချိန်မှာပြန်လာပြီးတော့ဂျပန်တပ်စကန်တွေကိုတိုက်ခိုက်တယ်။လက်နက်ခဲယမ်းတွေကိုလုတယ်၊မီးရှို့တယ် အဲ့ဒီနီးနေပဲတရုတ်ပြည်သူတွေရဲ့ဂျပန်တပ်တွေကိုအကြီးအကျယ်ဒုက္ခပေးနိုင်ခဲ့တယ်တရုတ်ပြည်သူတွေဟာဂျပန်တပ်တွေရဲ့ရက်ဆက်ကြမ်းကြုတ်မှုကိုခံစားခဲ့ရပေမဲ့ဘယ်တော့အခါမှအရှုံးမပေးခဲ့ဘူးသူတို့ဟာသူတို့ရဲ့မွေးရမြေကိုကာဝယ်ဖို့အသက်ကိုယ်တော်ဆွတ်လုခဲ့တယ်အဲ့ဒီနီးနေပဲတရုတ်ပြည်သူတွေဟာဂျပန်တပ်တွေကိုနောက်ဆုံးမှာတော့တွန်းလှန်တိုက်ခိုက်နိုင်ခဲ့တယ်ဒုတိယကမ္ဘာစစ်အတွင်းနိုင်ငံတကာရပ်တည်ချက်တွေဟာတရုတ်ပြည်ရဲ့အခြေအနေပေါ်တက်ရောက်မှုရှိခဲ့တယ်အမေရိကန်နဲ့ဗြိတိန်ဟာတရုတ်ပြည်ကိုထောက်ပံ့ကူညီခဲ့ပေမဲ့ သူတို့ရဲ့အဓိကအာရုံစိုက်မှုကတော့ဥရောပအစ်စ်မျက်နှာပဲဖြစ်ကြတယ်။ဆိုဗီယက်ယူနီယံကတရုတ်ပြည်ကွန်မြူနစ်တွေကိုထောက်ပံ့ကူညီခဲ့ပေမဲ့ဂျာမနီနဲ့စစ်ဖြစ်နေရတာကြောင့်အကန့်အသတ်နဲ့ပဲကူညီနိုင်ခဲ့တယ်။ဂျပန်ဟာအမေရိကန်၊ဗြိတိန်၊နယ်သာလန်တို့ရဲ့စီးပွားရေးပိတ်ဆို့မှုကိုခံခဲ့ရပေမဲ့သူတို့ရဲ့အစည်းအလှုပ်ရှားတဲ့အရာတွေကမရက်တက်ခဲ့ဘူး။ဂျပန်ဟာအရှက်တော်အာရှနဲ့ပစိဖိတ်ဒေသတစ်ခုလုံးကိုသိမ်းပိုက်ဖို့ကြိုးစားခဲ့ပြီး 1942ခုနှစ်မှာပဲတိုက်ခိုက်ခဲ့တယ်။အဲဒီတိုက်ခိုက်မှုကြောင့်အမေရိကန်ကဒုတိယကမ္ဘာစစ်ထဲသို့တရားဝင်ဝင်ရောက်လာခဲ့တယ်။ဒုတိယကမ္ဘာစစ်ဟာတရုတ်ပြည်ပေါ်ကြီးမားတဲ့တည်ရောက်မှုတွေရှိခဲ့တယ်။စစ်ပွဲကြောင့်တရုတ်ပြည်သူတန်းပေါင်းများစွာတေဆုံးခဲ့ရတယ်။အခြေခံအဆောက်အုံတွေလည်းပျက်စီးခဲ့ရတယ်။စီးပွားရေးလည်းကြီးမားတဲ့ထိခိုက်မှုကိုခံစားခဲ့ရပြီးတရုတ်ပြည်မှာငတ်မုံခေါင်းပါမှုတွေဖြစ်ခဲ့တယ်။ဒါပေမဲ့အဲ့ဒီစစ်ပွဲဟာတရုတ်ပြည်သူတွေရဲ့အမျိုးသားရေးစိတ်ဓာတ်ကိုပြန်လည်မြင့်နေပေးနိုင်ခဲ့တယ်။ ဂျပန်ကျူးကျော်မှုကိုအတူတူခုခံတွန်းလှန်ခဲ့ပြီးစစ်တေပြီးတော့ချန်ငယ်ရှိတ်နဲ့ကွန်မြူနီတိုရဲ့ဂျားထဲမှာပြည်တွင်းစစ်ပြန်ပြီးတော့ဖြစ်ပွားခဲ့တယ်။နောက်ဆုံးမှာ1949ခုနှစ်မှာကွန်မြူနီတိုကအနိုင်ရရှိခဲ့ပြီးချန်ငယ်ရှိတ်နဲ့သူ့ရဲ့ထောက်ခံသူတွေကထိုင်ဝမ်ကိုထွက်ပြေးခဲ့ရတယ်။မီးလောင်မင်စာအုပ်ကစစ်ပွဲရဲ့ကြမ်းကြမ်းမှုတွေကိုဖော်ပြထားပေမဲ့တစ်ဖက်မှာလည်းစစ်အင်အားကြီးမားတဲ့ရန်သူကိုတရုတ်ပြည်သူတွေရဲ့ဇဲလုံးလန့်နဲ့ရင်ဆိုင်ခဲ့ပုံကိုမှတ်တမ်းတင်ထားပါလေ။ဒီစာအုပ်ဟာ တရုတ်ပြည်ရဲ့သမိုင်းမှတ်တမ်းတစ်ခုဖြစ်တန်မှုရှိပါတယ်။မီးလောင်ရင်စားအဝါစစ်ပွဲတွေရဲ့အယုံဆုံးအကြီးတန်မှုတွေကိုဖော်ပြထားပေမဲ့လူသားတွေရဲ့ရဲရင်မှုဆွလွန်နှံ့နာခံမှုနဲ့မိမိတို့ရဲ့လွတ်လပ်ရေးအတွက်တိုက်ပွဲဝင်လို့တဲ့စိတ်ဓာတ်တွေကိုလည်းထင်ရှားစေပါတယ်။ဒီစားအဝါစစ်ပွဲရဲ့ဆိုးကျိုးတွေကိုသတိပေးယုံတာမကလူသားတွေရဲ့ဇွဲလုံးလားနဲ့စိတ်ဓာတ်ခွန်အားတွေကိုမြင့်နေပေးတဲ့စားအုပ်ကောင်တူဖြစ်ပါတယ်။ဟုတ်ကဲ့ဒီဗီဒီယိုကိုကြည့်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဗျာ။ နောက်ထပ်စိတ်ဝင်စားဖွယ်နာမည်ကြီးဝိတုစာအုပ်တွေကိုလည်းအပတ်စဉ်တိုင်းအနစ်ချုပ်တင်ပြသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားဖို့မေ့ပါနဲ့ဦးခင်ဗျာ channel တက်လေးဖြစ်တာကြောင့် like နဲ့ပေးခြင်း share လုပ်ပေးခြင်းနဲ့လည်းကူညီပေးနိုင်ပါတယ်နောက်တစ်ပတ်မှာတွေ့ကြပါဦးမယ်ခင်ဗျာ